Namaste အခုဒီဗီဒီယိုလေးရကြတော့အာညီမကို message ပေါ့မှာ request letter လို့ပေါ့နော်အဒါဘာလဲဆိုလို့ရှိရင်အာကိုရဲ့တနေ့တောင်မှအလုပ်မှာပဲဖြစ်ဖြစ်ပြန်မနှွမ်းနေခဲ့လို့ပဲဖြစ်စေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့နော်နှစ်ခုလုံးပြန်မနှွမ်းနေခဲ့လို့ညတ်ကြရင်ကောင်းကောင်းအိတ်မပြောလို့ပါတဲ့အဲ့တော့ကိုစပြီးတော့အဲအိတ်မယ်ဆိုတဲ့အချိန်မှာကောင်းကောင်းအိတ်ပြောဖို့အတွက်တဲ့ဘလို့လေ့ကျင့်ခန်းလေးတွေလုပ်ပေးလို့ရလဲ ယ်တဲ့အဲ့တော့ညီမတို့ကလေ့ကျင့်ခန်းဆိုတဲ့နေရာမှာအဲယောဂမှာအသက်ရှင်လေ့ကျင့်ခန်းရှိရယ်ခန္ဓာကိုယ်နဲ့လေ့ကျင့်တဲ့ဒီအာစနတွေလို့ခေါ်ရယ်လေ့ကျင့်ခန်းရှိရယ်ပေါ့နော်အဲ့ဒီမှာကိုဒီညဘက်အိတ်မပြောတာတွေအတွက်ဆိုလို့ရှိရင်ပရဏာယာမပေါ့နော်အသက်ရှင်လေ့ကျင့်ခန်းကပို့ပြီးတော့ထိရောက်တယ်အရင်လည်းမခက်ခဲဘူးလွယ်ကူတယ်လိုက်လို့ရတာဒါပေမဲ့အခုမှစပြီးတော့လေ့ကျင့်မဲ့သူအတွက်ကတော့အဲမောတာမျိုးလေးတွေရှိတယ် ပြီးရင်အဲညီမလှုပ်ပြသလောက်ပေါ့နော်လေ့ကျင့်ပြသလောက်မလုပ်နိုင်တာမျိုးလေးတွေလည်းရှိကောင်းရှိနိုင်နိုင်မယ်ဒါပေမဲ့ကိုရသလောက်ကလေးကနေမိမိလုပ်နိုင်တဲ့အချိန်ရေအတွက်ကလည်းစပြီးတော့လေ့ကျင့်ပြလို့ရပါတယ်အဲ့တော့ကိုရဲ့အိပ်ရာထဲမှာပေါ့နော်အခုဒီဗီဒီယိုကိုအိတ်ခန်ကြီးမှာ လေ့ကျင့်ပို့ပြီးတော့ကောင်းတယ်မိမိရဲ့ AR ထဲမှာအခုညီမထိုင်တယ်လို့ထိုင်နေပြီးတော့လည်းတသောင်တသက်တာလေ့ကျင့်လို့ရပါတယ်အဲဘယ်နေရာမှာမဆိုးလေ့ကျင့်လို့ရတယ်ပေါ့နော်ကိုက8တော့မှာဖြစ်တဲ့အတွက် AR ထဲမှာလေ့ကျင့်ပေးရင်တော့ပို့ကောင်းတဲ့ AR ထဲမှာထိုင်နေလိုက်ပြီးတော့မှအချင်းလာရဆိုရင်သွားပြီးတော့လဲပြီးတော့အိတ်လိုက်ရုံပဲပေါ့နော်အဲ့တော့ပထမဦးဆုံးအညီမ3ခုပေါ့နော်အသက်ရှင်လေ့ကျင့်ခန်း3မျိုးလေ့ကျင့်ပြမယ်အဲ့တော့ပထမဦးဆုံးတစ်ခုကကြတော့ညီမတို့ဒီတက်ပြင်းချတဲ့ပုံစံပေါ့နော် လေကိုမှုတ်ထုတ်မယ်အဲရှုသွင်းတယ်မှုတ်ထုတ်တယ်ပေါ့နော်လေကိုနှစ်ကြိမ်ရှုမယ်ပြီးရင်ပြန်ရှုထုတ်မယ်အဲ့တော့ပထမတစ်ကြိမ်မှာလေကိုအာရှစ်ရှည်ရှုမယ်ဒုတိယတစ်ကြိမ်မှာပြက်ပြက်တွတ်တူပေါ့နော်တွတ်တူတွတ်တူဆိုတာ လေးကိုတစ်ချက်တည်းရှိုက်သွင်းလိုက်တာမျိုးလုပ်မယ်။ပြီးရင်တတိယတစ်ချိန်ကျရင်အာနှခမ်းလေးကနေပြီးတော့မှုတ်ထုတ်မယ်။အဲ့ချိန်မှာပရမတစ်ချိန်ရှိတဲ့လေရှိရှိနဲ့ပြန်ပြီးမှုတ်ထုတ်တဲ့အဲလေကဟိုဟာတူနေရင်တော့ပိုကောင်းတယ်ပေါ့နော်။ဒါပေမဲ့မတူလဲပြဿနာတော့မရှိဘူး။ရှိရင်ပိုကောင်းတယ်။ရှိရှိလေးလုံးဝမတူနိုင်ဘူးဆိုရှိရှိလေးထားမယ်ပေါ့နော်။အဲအလဲမှာဒုတိယတစ်ချိန်ရှိတဲ့လေကတော့အဲတစ်ချက်တည်းပဲဟိုဟာဆွဲရှူလိုက်တဲ့ပုံစံမျိုးလေးပေါ့နော်။အဲ့တော့ညီမအရင်ဆုံးလေ့ကျင့်ပြမယ်။ ကိုကစပြီးတော့လေးမကျင့်ခင်မှာဒီဒီခုပြရတဲ့ exercise ကလေးကိုမလေးကျင့်ခင်ချိန်မှာ shoot twin shoot ထုတ်ကလေးတစ်ချိန်လောက်လုပ်မယ်เนาะအဲ့တော့ပုံမှန်တိုင်းမဲ့တောင်းတတလေးထိုင်ပြီးရင်မျက်လုံးလေးမိတ်ထားရင်ပိုကောင်းတယ်လေးကိုရှေ့ရှေ့လေး shoot twin လိုက်မယ်တစ်ချိန်လောက်ရှေ့ရှေ့လေးပြန် shoot ထုတ်မယ်ဒါဆိုအခုမှစပါမယ်လေးကိုရှေ့ရှေ့လေး shoot twin ဒုတိယတစ်ချိန် ရှူတယ်တတရတစ်ချိန်မှုတ်ထုတ်လိုက်တယ် okay เนาะနောက်တစ်ခေါက်ပြန်ပြန်မင်းလေကိုရှေ့ရှေ့လေးရှူသွင်းဒုတိယတစ်ချိန်ရှူမှုတ်ထုတ်မယ်နောက်တစ်ခေါက်ထပ်ပြန်မင်းလေကိုရှေ့ရှေ့လေးရှူသွင်းရှူမယ်မှုတ်ထုတ်မယ် โอเคเนาะအဲ့တော့ဒီဟာလေးကိုစပြီးတော့ဘယ်နှကြိမ်လောက်လေ့ကျင့်ရမလဲဆိုအနည်းဆုံး10ခေါက်လောက်ထိတော့လေ့ကျင့်ပေးလို့ရတယ်ဒါပေမဲ့အခုမှစပြီးလေ့ကျင့်နေသူက10ခေါက်မလုံးနိုင်တော့ဘူးပေါ့เนาะမောလာမျိုးလေးတွေလည်းရှိတတ်တယ်အဲ့10ခေါက်မလေ့ကျင့်ပါနဲ့အဲပထမဆုံး3ခေါက်လောက်လေ့ကျင့်ကြည့်ပြီးတော့မှနောက်ထပ်5ခေါက်လောက်လေ့ကျင့်ကြည့်နဲ့တိုးတိုးဝါပေါ့เนาะတစ်ကြိမ်နဲ့တစ်ကြိမ်မှာတိုးတိုးပြီးတော့လေ့ကျင့်ပေးမယ်အဲ့တော့အခုညီမဒီမှာတော့အတူတူလေ့ကျင့်မပြတော့ဘူးပေါ့เนาะအကိုရနိုင်တဲ့လောက်ကလေးအလေ့ကျင့်ပေးပါအဲ့တော့အခုဒီမှာညီမ3ချိန် င်တော့တော့ညီမရှစ်တွင်းရှစ်ထုပ်ကလေးခေါ်ပေးမယ်ပေါ့နော်အဲ့တော့အစရအောင်ပုံမှန်တိုင်းလေးနေလိုက်မယ်တတောင်တတန်လေးရှော့ထားပခုံးလေးမျက်လုံးလေးဖွားဖွားလေးမှိတ်ပြီးတော့လေကို ပထမတစ်ကြိမ်ရှစ်ရှည်လေးရှူမယ်ဒုတိယတစ်ကြိမ်တတိယတစ်ကြိမ်နောက်တစ်ကြိမ်လေကိုရှေ့ရှည်လေးရှူမယ်ဒုတိယတစ်ကြိမ်မှုတ်ထုတ်မယ် နောက်တစ်ချိန်လေးကိုရှင်းရှင်းလေးရှုမယ်ဒုတိယတစ်ချိန်မှောက်ထုတ်မယ်ပြင်မျက်လုံးလေးကိုဖြည်းဖြည်းလေးမှိတ်ထားပါအောင်ချက်ချင်းမဖွင့်ပါနဲ့အောင်ရှုသွင်းရှုထုတ်ကလေးလုပ်ပေးပါအောင်1 2 3 4 5 โอเคဆိုရင်ညီမတို့ဒုတိယတစ်ခုလေးကိုဆက်ပြီးတော့တွားကြည့်အောင်เนาะဒုတိယတစ်ခုလေးကကြတော့ပုံမှန်ရိုးရိုးတိုင်းတိုင်းရှူသွင်းရှစ်ထုတ်ကလေးလောက်တာပါပဲဒါပေမဲ့လေကိုရှူရတဲ့အချိန်မှာအရှိကြီးရှူသွင်းပြီးတော့ပြန်ပြီးတော့ထုတ်တဲ့အချိန်မှာလည်းအရှိကြီးပြန်ရှူထုတ်ရအောင်เนาะဒါဆိုဆိုင်အောင်ပထမတစ်ခုလိုပဲ၃ချိန်လောက်ပြမယ်ပေါ့เนาะကိုကတော့အိမ်မှာညီမပြောသလိုမိမိလောက်နိုင်တဲ့မိမိရဲ့အသက်ရှူတဲ့ပေါ့เนาะမောလာတာမမောတာအဲ့ ပုံမှန်မူတည်ပြီးတော့အချိန်ကြီးအတွက်များများလေးလေ့ကျင့်ပေးလို့ရပါတယ်။ဒါဆိုဆိုင်အောင်အဲ့တော့ပုံမှန်တိုင်းလေးပဲမျက်လုံးလေးကိုဖောက်ဖွာလေးမှိတ်ပြီးတော့နေကိုရှေ့ရှေ့လေးရှုသွင်းမယ်။ရှေ့ရှေ့လေးပြန်ရှုထုတ်ပေး။တခြင်းနေကိုရှေ့ရှေ့လေးရှုသွင်းမယ်။ ချေရှိလေးပြန်ရှုထုတ်ပေးနှစ်ကြိမ်နောက်ဆုံးတစ်ခါလောက်လေရှိရှိလေးရှုသွင်းမယ်ချေရှိလေးပြန်ရှုထုတ်ပေး ပြင်းမျိုးလုံးလေးကိုဖြည်းဖြည်းချင်းဖွင့်လိုက်မယ်။ဒါလေးကတော့အရန်လွယ်တယ်ပေါ့နော်။ပုံမှန်ရှူသွင်းရှူထုတ်ပဲ။ဒါပေမဲ့အချိန်ရတွက်ကိုညံ့ညားလေးလုပ်ပေးမယ်။အနည်းဆုံး10ချိန်လောက်ထိဒီဟာလေးကို လေ့ကျင့်ပေးလို့ရပါတယ်။ဒါဆိုခုတတိယတစ်မျိုးဆက်သွားလိုက်ရအောင်။တတိယတစ်မျိုးကကြတော့လေကိုရှစ်ရှစ်ရှူတာမျိုးမဟုတ်တော့ဘဲနဲ့ညီမကောက်တင်းခေါ်ပေးမယ်။လေ့ချိန်လောက်ထိပဲရှူမယ်။ပြီးရင်အလဲမှာခဏရက်လိုက်မယ်။ လေကိုရှူပြီးတာနဲ့ break ပေါ့နော် hole လုတ်လိုက်တယ်လို့ခေါ်ပါဘောနော်ခဏလေး hole ထားမယ်ပြီးတော့မှပြန်ပြီးတော့ရှူထုတ်မယ်အဲ့ဒီရှူတယ် hole ထားတယ်ပြီးရင်ပြန်ထုတ်တယ်ဆိုရဲအဲလေရှူသွင်းတဲ့ပုံစံတွေကမတူဘူးရှူတဲ့အချိန်မှာညီမတို့ကကောက်တဲ့ညီမလေးချိန်ခေါ်ပေးမယ်ဆိုလိုရင်းက1 2 3 4လေးချိန်ရှူမယ်ပြီးရင်ခဏလေးအောင်းနာမယ် တဲ့ချက်ချင်းပြန်မရှူထုတ်ဘူးအဲ့မှာညီမက1,2,3,4,5,6,9ခေါ်ပေးမယ် okay ပြီးပြီဆိုတော့မှပြန်ပြီးတော့ရှူထုတ်မယ်အဲ့ချိန်ကျရင်1,2,3,4,5,6,9 8တိသွားမယ်နော်အဲ့တော့ရှူတဲ့ချိန်မှာ၄ရှူပြီးတော့ခဏလေးဟိုးထားတဲ့ချိန်မှာ9ပြီးတော့ပြန်ပြီးတော့ရှူထုတ်တဲ့ချိန်မှာ10 အဲ့ဒီကောက်တင်လေးအတိုင်းအဲ့ဒီအဲ့ဒီအချိန်လေးအတိုင်းရသလောက်ကလေးမိအောင်ကြိုးစားမယ်ပေါ့နော်အဲ့တော့သုံးချိန်လောက်ပြမယ်ဆိုင်အောင်မျက်လုံးလေးကိုဖော့ဖွာလေးမှိန်လိုက်မယ်လေးကိုရှုမယ်1 2 3 4ခဏလေးသက်ဟိုးထားမယ်ရှူထားတာလေးကိုအောင့်ထားမယ်1 2 3 4 5 6 7 8 9 Okay, bien shu to lai me. One, two, three, four, five, six, seven, eight. That's what the jing be I know. Now the jing. Nego shu me. One, two, three, four. Kanali ao na me. One, two, three, four, five, six, seven. Yang Shu To Yang 1, Now song the cow. Liu Shi Shi Li Shu Meno 1, 2, 3, 4. Kanali at the Aung Me One, two, three, four, five, six, seven. 8. 1, 2, 3, 4, Then Shu To Me 1, 2, three, four, five, six, seven, အေးပြီးတော့မှဖြည်းဖြည်းလေးမျက်လုံးလေးကိုဖွာဖွာလေးဖွင့်လိုက်မယ်နော်ဒါဆိုရင်နောက်ဆုံးတမျိုးကမြမပြောတဲ့ကောက်တင်းလေးအတိုင်းကိုတတ်နိုင်တဲ့လောက်ကလေးလုပ်ပေးကြည့်ပါအဲ့ဒီသုံးခုလေးကိုအဲပရမပြတ်ထားတဲ့ဟာတစ်ခု နောက်မှလုပ်လဲရတယ်ဒုတိယဟာတစ်ခုအရင်လုပ်လဲရတယ်သို့မဟုတ်တစ်ခုချင်းစီပဲလုပ်နိုင်တယ်ဆိုရင်တစ်ခုချင်းစီပဲလုပ်လို့ရတယ်ဒါပေမဲ့တတ်နိုင်တယ်ဆိုရင်တော့ဒီသုံးခုလုံးကို ကိုကိုအိတ်ခန်နေချိန်မှာပေါ့เนาะအဲတခါရေပေါင်းပြီးတော့လေ့ကျင့်ပေးရင်ပို့ပြီးတော့ထိရောက်ပါတယ်အဲ့တော့ကိုကလုပ်ကြည့်ပါအဲတချို့တွေအတွက်ကြတော့လေတကယ်အဆင်ပြေသွားတယ်တချို့တွေအရန်ကိုစိတ်ပိုင်းဆိုင်ရာမှာ stress ဖြစ်နေရမျိုးလုံးဝကိုခန္ဓာကိုယ်မှာပင်မနေရမျိုးဆိုတော့အဲသူတွေအတွက်ကြတော့လေကိုယ့်ရဲ့စိတ်ကလေးကိုအတက်နိုင်ဆုံး short ပေးပြီးတော့လုပ်ပေးကြည့်ပါเนาะဒါဆိုရင်အဲဒီဟာလေးကတကယ်လေးအဲမိမိတို့အကျိုးဝင်မယ်အတော့အတော့ဝင်နေတခြားသောမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းအတော့အကျိုး းပြုတဲ့အသုံးဝင်ဖို့အတွက်ဆိုလို့ရှိရင် like and share လေးလုပ်ဝါပေးလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ Bye bye.